Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ My Little Kitchen အနေဖြင့်လည်းကြိုဆိုလိုက်ပါရစေဒီတစ်ခေါက်မှာတော့ရသာရှိပြီးတော့အရင်စားလို့ကောင်းတဲ့ဝက်နံယိုးပင်းနေသည့်ချက်ကလေးကိုချက်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာချက်ဖို့အတွက်ကတော့ဝက်နံယိုးလေးတွေကိုရောင်ကြီးဆေးတန့်ဆင်ပြီးတော့မှလိုချင်တဲ့အနေထားရအောင် ခုတ်ထည့်ပိုင်းထားပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာဝက်နံယိုးလေးတွေကတော့ရေခဲတစ်တာထဲမှာထည့်ထားတဲ့အတွက်ကြောင့်လို့ခဲနေတာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးကိုကိုကြိုက်တဲ့အနေထားပေါ့နော်ခုတ်ထည့်ပိုင်းထားပေးပြီးရင်တော့ရသာနတ်မှာဖြစ်ပါတယ်ခင်ဗျာရသာနတ်ဖို့အတွက်ကတော့စားအနေငယ်ထည့်ပါတယ် ပြီးရင်တော့ကျွန်တော်အချုံမုတ်နည်းငယ်ထည့်ပါရခင်ဗျပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီ Maggie ပဲငန့်ပြာရဲ့အဖုံစိမ်းလေးကို၃လေးဆက်လောက်ပေါက်ပြီးတော့မှကျွန်တော်တီချာလေးဘေးရတာဝင်သွားအောင်လို့တီချာလေးနေပြီးထားမှာဖြစ်ပါရခင်ဗျအဲနေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအချိန်ရလို့ရှိရင်ပေါ့နော်နိုင်ဝဲလောက်နှက်ထားပြီးရင်တော့ကိုကောင်းပါတယ်ကျွန်တော်တော့အချိန်မရှိတဲ့အတွက်ကြောင့်မလို့၅မိနစ်လောက်ပဲနှက်ပြီးပြီးတော့မှသူ့ပြုတ်မှာဖြစ်ပါရခင်ဗျကျွန်တော်ကဥတလုံးထဲမှာဒီခုနကအရသာနှက်ထားတဲ့ဝက်နံယူလေးတွေကိုထည့်ပြီးတော့မှပြုတ်ပါမယ် အဲပြုတ်တဲ့အချိန်မှာလည်းအရသာလေးတွေမွေးသွားအောင်လို့ကျွန်တော်ဇပလင်လေးတစ်ပင်ကိုအဲထုချေပြီးတော့မှပေါ့နော်ခောက်ပြီးတော့ထည့်လိုက်ပါမယ်ခင်ဗျာဝက်နဲ့ရိုးတော့အချိန်ပေးပြီးတော့ပြုတ်ဝင်ပူပြီးတော့မှနူးညံ့တာပေါ့နော်ကျွန်တော်ကတော့၄၅မိနစ်လောက်အချိန်ပေးပြီးတော့ပြုတ်မှာဖြစ်ပါတယ်ပြုတ်တဲ့အချိန်မှာအခုလိုမျိုးလေးအမြုပ်တွေထွက်လာပြီဆိုရင်တော့ကျွန်တော်ကဇွန်လေးနဲ့ခတ်ပြီးတော့ဖယ်လိုက်ပါမယ်ခင်ဗျာတော်ပြီဆိုရင်တော့အပုံလေးအုပ်ပြီးတော့လာရွေးလောက်ပြန်တတ်တဲ့အချိန်မှာတော့ဒါဒီလေးတွေလည်းခန်းစားပြုလာပြီဆိုရင်တော့ဒါဝက်နယူးလေးတွေလည်းနူးပြီပေါ့နော်အချိန်ကလည်း45မိနစ်လောက်ရှိပြီဆိုရင်တော့ဒါကျွန်တော်တို့ဝီးပိတ်ပြီးတော့မှ ီဝက်နဲ့ယူလေးတွေကိုတက်တက်ဖယ်ထားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့အစာပြီးချက်ဖို့အတွက်ကျွန်တော်စီပူပေးထားပါတယ်စီပူလာပြီဆိုရင်တော့ကျက်သွန်နီလေးတွေကိုလိုက်ထည့်ပြီးတော့မှစီတက်မှာဖြစ်ပါတယ်ခင်ဗျာကျက်သွန်နီလေးကြော်ပြီးသွားရင်တော့ကျွန်တော်ကျက်သွန်ဖြူနဲ့ဆွေးနွေးမှုအနေငယ်ကိုထည့်ပြီးတော့နွမ်းသွားတဲ့အထိဒေချာလေးစီတက်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတော့မိတ်ဆွေတို့ကစီစီမတက်ချင်ဘူးဆိုရင်လည်းရပါတယ်ခင်ဗျာအခုလိုမျိုးစီမထည့်ဘဲနဲ့ရိုးရိုးဟင်းရင်ချက်တော့လို့လည်းရပါတယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးလေး အနံ့အရသာလေးတွေစုံသွားအောင်လို့ကျွန်တော်စီတက်ပေးခြင်းဖြစ်ပါတယ်။ကျွတ်တွန်ဒီကျွတ်တွန်ဖြူစီတက်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခရမ်းကျင်ဒီတလုံးပပလီထားတာလေးကိုထည့်ပြီးတော့ကြော်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာတော့မိတ်ဆွေတို့ကခရမ်းကျင်ဒီမထည့်ခြင်းလည်းရပါတယ်ခင်ဗျာ။ကျွန်တော်တို့ခရမ်းကျင်ဒီထည့်ပြီးတော့မှဤချက်တာကပို့ပြီးတော့မှရတာရှိတယ်လို့ထင်တဲ့အတွက်ကြောင့်မလို့တုံချင်းဖြစ်ပါတယ်ခင်ဗျာ။ခရမ်းကျင်ဒီလေးကိုကုလူမျိုးလေးနွမ်းတဲ့အထိကြော်ပြီးသွားပြီဆိုရင်တော့တို့ပြုတ်ထားတဲ့ဒီဝန်ဏယူလေးတွေကိုထည့်ပြီးတော့လုံးပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဒီချက်လေးလုံးပေးပြီးသွားရင်တော့ကျွန်တော်တို့ဒီ ဘိနေဒီတုံထားတာလီထားတာလေးတွေကိုထည့်ပေးမှာဖြစ်ပါတယ်ခင်ဗျာဘိနေဒီကတော့တညာထားတဲ့အတွက်ကြောင့်ညှို့သွားတာဖြစ်တယ်ဗောနော်ဤတောက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုလိုမျိုးလေးတေချာလေးလုံးပြီးသွားရင်တော့ဒီတစ်ခွက်ကြော်ကြော်လောက်ကိုကျွန်တော်တို့ထည့်ပြီးတော့မှဒီချက်မှာဖြစ်ပါတယ်ရောကြီးမထည့်ခင်မှာတော့ခုနကကျွန်တော်ပြုတ်ထားတဲ့ဒီဝက်နံယူ ပြုတ်ရည်လေးတွေကိုထည့်ပြီးတော့လုံးပေးအရင်ဆုံးလုံးပေးမှာပေါ့နော်။ရတာလေးတွေဝင်ပေါအောင်လို့ပါ။ဒါကတော့ဝက်နံရိုးရည်ပြုတ်ရည်လေးနဲ့တရည်ခန်းကနီးလောက်မှာအဖုံးပွင့်ပြီးတော့မှကြည်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ရတာအပေါအငံမြည်ပြီးတော့မှလူရာလေးတွေထပ်ထည့်လိုက်ပါတယ်။စားနေငယ်ချုံမုံနေငယ်ထည့်ပြီးတော့မှတေချာလေးပြန်လုံးပြီးတော့ရည်ပြန်ထည့်ပါမယ်ခင်ဗျာ။သူကတော့နှစ်ခါသုံးခါလောက်ပြုတ်ပြီးရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်။အဲတော့၅မိနစ်လောက်ကျွန်တော်အဖုံးလေးအုပ်ပြီးတော့မှချက်ထားပေးလိုက်တာအခုလိုမျိုးရည်လေးတွေခန်းလာပြီ။ ။ဒါဆိုရင်တော့ကျွန်တော်မပါမဖြစ်ဒီစူပုတ်ရက်လေးတွေကိုအပေါ်ကနေလိုက်ပြီးတော့အုပ်ပေးမှဖြစ်ပါတယ်ခင်ဗျာ။စူပုတ်ရက်ကတော့အနံ့ရတာပို့ပြီးတော့ငွေးချိုင်သွားစေတာပေါ့နော်။ဒါပြီးရင်တော့ကျွန်တော်ရည်လေးတစ်ခွက်လောက်ထည့်ပြီးတော့မှသူ့သူ့လည်းတရည်ပြန်ချက်ပေးမှဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာတော့စူပုတ်ရက်မဟုတ်ဘဲနဲ့ကိုကြိုက်တဲ့အသီးရွက်တွေထည့်ပြီးတော့မှချက်နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်ကတော့စူပုတ်ရက်လေးတွေထည့်အုပ်ပြီးတော့ချက်ထားလိုက်တာအခုလိုမျိုးလေးပွက်စုလာပြီဆိုရင်တော့ဒါ ချလို့ရပြီပေါ့နော်။အရန်လဲမှုပြီးတော့မှစားလို့အရန်ကောင်းတဲ့ဝက်နေယူပိနေသည်ဟင်းချူတစ်ခွက်ရမှာဖြစ်ပါတယ်ခင်ဗျာ။စုံနေကြည့်ရှုပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။